ားလုံးမင်္ဂလာပါ။ Online Entertainment မှာပြန်လည်အကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့ Online Entertainment ကနေ season အနောက်အသစ်တွေကိုစင်စက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးနဲ့အားပေးကြလို့မေတ္တာရပ်ခံကြပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။ Subscribe ရဲ့အတွက်ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့။ခုချိန်မှာတော့ကျွန်တော်စင်စက်ပြကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ season လေးကိုစနိုင်ကြအောင်ဗျ။ DNLA ပါဝင်သောတအောင်ပြီးကောင်းစီ TLC ဖွဲ့စည်းလိုက်ပြီးယခုနှစ်အတွင်းတောင်ပြည်တော်လှန်ရေးအစိုးရတရဖွဲ့စည်းတော်မည်လို့သိရပါဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြို့များနဲ့မလေးတိုင်းအတွင်းမှမိုးကုတ်အပါဝင်မြို့နယ်ပေါင်း12မြို့တင်ပိုက်ထားသော TNL ရဲ့ပါဝင် တောင်အမျိုးသားအစုအဖွဲ့များစုပေါင်း၍တောင်ပြည်တော်လှန်ရေးကာလအစိုးရကိုဖွဲ့စည်းထူထောင်ရေးအတွက်တောင်ပြည်ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်းသိရှိရပါဗျ။တောင်ပြည်တနေရာတွင်တောင်အမျိုးသားပါတီ TNP ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA နဲ့ တောင်းအရက်ဘက်အစုဖွဲ့များပါဝင်သည့်နိုင်ငံရေးထိပ်သီးအစည်းအဝေးကို၃ရက်တိုင်ကျင်းပခဲ့ပြီးတောင်းနိုင်ငံရေးတိုင်ပင်ခံကော်မတီ DPCC ကိုတောင်းပြည်ကောင်စီ TLC အဖြစ်ပြောင်းလဲဖွဲ့စည်းကာတော်လှန်ရေးတွင်ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း TLC တာဝန်ရှိသူတို့ကပြောပါရယ်ဒေါ်နတ်တရနေ့မှာ၃ရက်နေ့အထိ၃ရက်တိုင်တိုင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတောင်းပြည်နယ်ဖွဲ့စည်းပုံခြေကဥပဒေရေးဆွဲရေးကော်မတီ TSCDC ကရေးဆွဲထားသည့်တောင်းပြည်တော်လှန်ရေးကာလအစိုးရစီမံကိုလက်ခံတည်ပြုခဲ့ကြကြောင်း တောင်ပြည်ကောင်စီတောင်လန်းကောင်စီ TLC ကိုတောင်ပြည်တော်လှန်ရေးကာလတွင်အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းဖြစ်ဖွဲ့စည်းဆောင်ရွက်ရန်တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြကြောင်းသိရှိရပါတယ်။လက်ရှိကတော့ထုတ်ပြန်ကြေညာချက်ထဲမှာပါတဲ့အတိုင်းပဲဒီတော်လှန်ရေးမှာပူးပေါင်းပါဝင်သွားမှာဖြစ်ပါတယ်။အဓိကကတော့တောင်နိုင်ငံရေးအတိုင်ပင်ခံကော်မတီ DPCC ကနေ TLC အဖြစ်အဒီစီဝေးကြီးကနေအားလုံးသဘောတူညီချက်တွေနဲ့ပြုပြင်ပြောင်းလဲလိုက်တာဖြစ်ပါတယ်ဟုတောင်ပြည်ကောင်စီပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ပြောင်းလဲဖွဲ့စည်းလိုက်သည့်တောင်ပြည်ကောင်းစီ TLC တွင်ဘူချုပ်ကြီးတာအိုင်ဘုံကဥက္ကဋ္ဌဖြစ်ဆောင်ရွက်ပြီးလွေမုခန်းတာအိမောင်ဘူချုပ်တာခူလန်းတာအောင်ပေတာကြထွန်းလွေမိုးလှိုင်းလွေပိုးကမဲချူဘူကြည်လွေရီတို့ကဒုဥက္ကဋ္ဌတဲ့ဒုဥက္ကဋ္ဌနဲ့အဖွဲ့ဝင်အတွင်ရင်မှုတွဲဖက်အတွင်ရင်မှုများဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်တောင်ပြည်ကောင်းစီက နေရီများကိုအခြေခံပြီးတောင်းပြတော်လာရေးကာလပြည်သူ့အစိုးရတရက်ကိုအစုအဖွဲ့၃ဖွဲ့၏ခေါင်းဆောင်ကိုယ်စားလှယ်များအပြင်တင့်လျော်သည့်ပြည်သူလူထုကိုယ်စားလှယ်များဖြင့်၂၀၂၅ခုနှစ်အတွင်းဆက်လက်ဖွဲ့စည်းနိုင်ရန်အတွက်အများဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီးမြန်မာပြည်တော်လိုင်းအင်အားစုများနဲ့အတူဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်နိုင်ရန်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။နိုင်ငံတကာတွင်စစ်ကောင်စီဖက်မှယက်တီထောက်ခံပေးမှုအတွက်တရုတ်ကိုကျေးဇူးတင်ပြီးတရုတ်သမ္မတရှီကျင့်ဖင်ကိုအနာဂတ်ကမ္ဘာ၏ငင်းကြမ်းရေးနှံ့တင်နိုင်သူဟုမေအောင်နိုင်ကမျှောက်ပင့်ပြောဆိုလိုက်ပါသည်။ နိုင်ငံတကာစာမျက်နှာတွင်စစ်ကောင်စီဖက်မှယက်တီထောက်ခံပေးမှုအတွက်တရုတ်ကိုကျေးဇူးတင်ပြီးတရုတ်သမ္မတရှီကျင်ဖင်ကိုအနာဂတ်ကမ္ဘာ၏ငြိမ်းချမ်းရေးမြင့်တင်နိုင်သူအဖြစ်အကြမ်းဖက်စစ်ကောင်ဆောင်မေအောင်နိုင်ကမျှောက်ပြင်ပြောဆိုလိုက်ပါတယ်။မြန်မာနိုင်ငံနေပြည်တော်တွင်ပြုလုပ်သည့်တရုတ်မြန်မာနှစ်နိုင်ငံတန်တမာဆက်ဆံရေး85နှစ်မြောက်ဆင်ရတုအခမ်းအနားတွင်အထက်ပါတိုင်းထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံရေးကိစ္စနှင့်ပတ်သက်၍တရုတ်နိုင်ငံအနေဖြင့်နိုင်ငံတကာစာမျက်နှာတွင်ယက်တီထောက်ခံပေးလျက်ရှိသည့်အတွက်ကျေးဇူးတင်ကြောင်း တရုတ်နိုင်ငံနဲ့မိမိတို့နိုင်ငံပေါ်တွင်စင်ဆက်မပြတ်အပြုတ်သဘောဆောင်သည့်ထိတွေ့ဆောင်ရွက်မှုစိတ်ကောင်းစေတနာဖြင့်အားပေးအထောက်ခံမှုများအတွက်များစွာတံပိုးထားကျေးဇူးတင်ကြောင်းမရောက်နိုင်ကပြောပါရယ်မြန်မာနိုင်ငံအနေဖြင့်တရုတ်နိုင်ငံကပေါ်ဆောင်နေသည့်ရုံဝန်နဲ့ပိုလမစီမံကိန်း ်ပြည်ထောင်မြန်မာစီးပွားဆင်းကြံစီမံကိန်းများအကောင့်ထဲဖော်ရတွင် အရေးပါသည့်ပထဝီအနေထားတွင်ရှိနေကြောင်းထို့ကြောင့်အဆိုပါစီမံကိန်းများကိုစောလျင်စွာအကောင့်ထဲဖော်ခြင်းမဟာဗျူဟာကြာသောစီမံကိန်းများနဲ့ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းမေအောင်နိုင်ကပြောပါတယ်ထို့ပြင်တရုတ်နိုင်ငံနဲ့ပူပေါင်းဆောင်ရွက်မှုများကိုပုံမှန်နဲ့ဆိုင်စေရေးတရုတ်ကိုအနီးကပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းတရုတ်သမ္မတရှီကျင်ဖင်သည်အနာဂတ်ကမ္ဘာ၏ငြိမ်းချမ်းရေးတည်ငြိမ်အေးချမ်းရေးနဲ့စင်စစ်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပုံမှန်မြင့်တင်နိုင်မည်ဟုရှုမြင်ကြောင်းထို့ကြောင့်မြန်မာနိုင်ငံအနေဖြင့် တရုတ်သမ္မတ၏သဘောထားများကိုကြိုးစို့ထောက်ခံကြောင်းမေအောင်နိုင်ကပြောဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီသည်ယခုနှစ်2025ခုနှစ်ဧပြီလအတွင်းရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဆုံးရှုံးသွားခဲ့သောလာရှိုမြို့ကိုတရုတ်၏ဂျာဝင်မှုဖြင့် MNDAA ထံမှပြန်လည်တောင်းယူနိုင်ခဲ့ပြီးအခြားဆုံးရှုံးသွားသောမြို့နယ်များကိုလည်းတရုတ်၏စစ်ဆင်မှုဖြင့်ပြန်လည်တောင်းယူရန်ကြိုးစားလျက်ရှိသည်ကိုတွေ့ရပါတယ်။တောင်ကိုရင်ပေါ်တာလာဆွဲသည့်စစ်တပ်လေးကွာနှင့်ပြစ်ခံရပြီးနောက်လူငယ်တအုပ်ကိုပြစ်တက်ကြောင်းသိရပါတယ်။တောင်ကိုမြို့ မင်းကြီးညုံရက်ကွက်အပိုင်းခပောင်းရွာမှအသက်20ရွယ်လူငယ်တဦးကိုညဘက်နေအိမ်ပေါ်တက်၍စစ်သားစစ်အတွက်ပေါ်တာဆွဲစဉ်လေးဦးအပြင်ပြစ်ခံရသည့်စစ်ကောင်စီတပ်ကအဆိုပါလူငယ်ကိုတနက်ဖြန်ပြစ်တက်သွားကြောင်းသိရပါသည်စစ်ကောင်စီတပ်နှင့်ပြည်သူစစ်များသည်ခပောင်းရွာအတွင်းသို့ဂျွန်လ9ရက်နေ့ညကဝင်လာပြီးစစ်မှုထမ်းရလူငယ်များအားပေါ်တာဆွဲစဉ်လေးကွက်နှင့်အပြစ်ခံရပြီးနောက်လူငယ်တဦးကိုပြစ်တက်သွားခြင်းဖြစ်ပါသည်တနာပါတယ်အိမ်ပေါ်တက်ဆွဲတော့လေးကွက်နှင့်ဝိုင်းပြစ်တာသူတို့လက်ထက်ဖမ်းခေါ်ထားတဲ့ကလေးကိုခေါင်းကိုပြစ်ချက်သွားတာပါဟုတော်ဦးမြုပ်ခန့်တဦးကပြောပါသည် စစ်ကောင်းစီသည်ခပောင်းစာကျင်းရွာလဲရွာပါဝင်တောင်မြို့အနီးရှိကြေးရွာများတွင်ယခုကျွတ်ပိုင်း၌ညဘက်ပေါ်တာဆွဲနေပြီးဒေသခံလူငယ်များထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရပါသည်လူတက်သူတို့ဗားတဲ့သူပါနဲ့အရန်တို့ခွာရောက်နေကြပြီဟုတောင်မြို့ခံတဦးကပြောပါသည်အထက်ပါဖြစ်စဉ်ဖြစ်ပွားပြီးနောက်ခပောင်းရွာဒေသခံတို့ချို့ကိုလည်းစစ်ကောင်စီတပ်ကဖမ်းဆီးသွားသည်ဟုသတင်းရရှိပါသည်။တနက်ဖြန်ပြတ်သက်ခံရသည့်လူငယ်မှာနောင်နောင်ဖြစ်ပြီးဂျွန်းလ9ရက်နေ့၌၎င်း၏နာရေးပြုလုပ်မည်ဖြစ်ပါသည်။ ်ဒါဝန်မြို့နယ်အတွင်းရန်ကုန်မားလေးအမြန်လမ်း၏တမိုင်ခတ်မှခုနမန်ခန့်ဝေးတော်ကြီးရွာများအတွင်းမေလ23ရက်နေ့မှစ၍တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။စပတ်ကျွဲရွာ၊ကြက်တဲ့ညောင်ပင်ရွာ၊ကျို့ပင်ဆိတ်ရွာ၊ကြက်ရိုးပင်ရွာ၊တောပူရွာ၊ဇိပင်သာဘိုးကုန်းနှင့်ငုံမင်းရွာတို့မှဒေသခံများတိတ်ရှောင်နေရကြောင်းသိရပါသည်။ ်မေလ23ရက်နေ့ကတိုက်ပွဲဖြစ်နေစဉ်စစ်ကောင်စီသည်အင်ချီ400ကျော်ရှိသည့်စပကြွေရွာကိုလေကြောင်းမှဘုံကျဲခဲ့ပြီးမိရှုခဲ့ကြောင်းဒေသခံစစ်ဘေးရှောင်များကပြောပါတယ်။မေလ28ရက်ကလည်းတောင်ဝမြို့နယ်ဒိုးနယ်ရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီးဒေသခံပြည်သူနှုတ်ကိုတပ်ဖြတ်သွားကြောင်းသတင်းရရှိပါတယ်။မြို့နယ်တွင်သာတပ်ပွဲများဖြစ်ပွားပြီးနောက်စစ်ကောင်စီကစစ်မှုထမ်းဥပဒေအကြောင်းပြု၍ဖမ်းဆီးခြင်းများပေါ်လာဆွဲခြင်းများပြုလုပ်နေခြင်းဖြစ်ပါသည်။ စစ်ကောင်စီကအထမဆက်သားစုဆောင်နေမှုသည်ဘကိုးတိုင်း၌အဆိုးရွားဆုံးဖြစ်နေသည်ဟုအမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါသည်။စစ်မှုထမ်းဥပဒေကိုထုတ်ပြန်ပြီးနောက်မြန်မာနိုင်ငံတဝန်းတွင်စစ်ကောင်စီကအတင်းအဓမ္မစစ်သားစုဆောင်မှုဖြစ်စဉ်1493ခုရှိပြီးအတင်းအဓမ္မစစ်သားစုဆောင်ခွန်ရသူ25944ဦးရှိသည်ဟုဒေါ်လာ၄ရက်နေ့ကထုတ်ပြန်သည့်လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနစီရင်ခံစာ၌ဖော်ပြထားပါသည်။စစ်ကောင်စီအတွက်လက်နက်ဝယ်ယူပေးနေသည့်ပွဲစားနိုင်ထုတ်အောင်က မာမျက်မှုနှင့်ဖျားကြီးတို့ရွှေ၃ပိတ်သားနှင့်ချက်သိန်း2600လူတန်းမှုသည်ကုသိုလ်ဒါနမမြောက်သောဘာသာခုတုံးလုံမှုသာဖြစ်သည်ဟုဝေဖန်ပြောဆိုနေကြပါသည်ဗီဒူလူထုကိုတပ်ဖြတ်နေသောအကြမ်းဖက်စစ်ကောင်စီအတွက်လက်လက်ခဲရများဝယ်ယူပေးနေသည့်ပွဲစားနိုင်ထွတ်အောင်ကမလေးမဟာမြတ်မှုနှင့်ဖျားကြီးတို့ရွှေ၃ပိတ်သားနှင့်ချက်သိန်း2600လူတန်းမှုမှာကုသိုလ်ဒါနမမြောက်သောဘာသာခုတုံးလုံမှုဖြင့်မျိုးဥတော်လာ၏ဘာသာပေါင်းစုံကွန်ရက်မှဆရာတော်ဦးဝရမကဝေဖန်မိန့်ကြားလိုက်ပါသည်ဂျွန်လ9ရက်နေ့ မလေးမဟာမူနီဖရာသူလက်နက်ပွဲစားနိုင်ထွက်အောင်နဲ့မိမဝဝရင်ကရွှေသားသုံးပိတ်သားနဲ့ငလင်ကြီးကြောင့်ပျက်စီးခဲ့သည့်အရှိဆောင်တကားပြက်ပြက်တနဲ့အကြောင်းတော်ကြီးတိုင်6တိုင်တိဆောက်ပြပြရာအတွက်ချက်သိန်း2600လူတန်းကြောင်တည်ရှိရပါတယ်။ဗီဒီယိုကိုတက်ဖြတ်ရရင်အသုံးပြုနေသည့်လက်နက်ခဲယမ်းများတင်သွင်းစီးပွားရှာနေသောလက်နက်ပွဲစားကဖရာပြပြရာငွေလူတန်းချင်းမှာဒါနကုတုမမြောက်ကြောင်ယင်းလူတန်းမှုမှလည်းတိုင်းသူပြည်သားများကိုလှည့်ဖြားရန်ဘာသာရေးခုလုံးလုပ်မှုသာဖြစ်ကြောင်နေဦးတော်လာ၏ဘာသာပေါင်းစုံကွန်ရက်မှဆရာတော်ဦးဝါရမကမှတ်ချက်ပြုမိန့်ကြားပါသည်။ တတိပြောရရင်ဘာကုတုံမှမဖြစ်နိုင်တဲ့လှည့်ပြမှုပေါ့။တန်သူပြည်သားတွေကိုလှည့်ပြတယ်။သူတို့လူချင်းတဲ့အကျိုးစီးပွားကိုဘာသာရေးခုလုံးလို့မှုဖြစ်တဲ့အတွက်ကြောင့်မို့ကုတုံရဖို့အနေနဲ့သာမူလအခြေခံနဲ့စိတ်ကိုကလင်ညာတဲ့စိတ်ဖြစ်နေတာပေါ့။ဒါကအကျိုးစီးပွားကိုအခြေခံနဲ့ဘာသာရေးကိုအသုံးချတယ်။ဗုဒ္ဓရဲ့ဘုံရေးကိုပါထပ်ပြီးတော့ခုလုံးလုပ်တယ်ဆိုတော့ကုတုံဆိုတာဘလို့မှမဖြစ်နိုင်ပါဘူး။တခုတော့ရှိတာပေါ့။သူတို့ရဲ့အကျိုးစီးပွားရဲ့ပြည်သူလူထုကိုလှည့်ပြခြင်းရဲ့အာဏာရှင်ရဲ့အလိုကျရဲ့ဆိုရဲ့လို့ရဲ့အနေနဲ့တော့တိုင်းသူပြည်သားကိုပို့လှည့်ပြလို့ရပါတယ်။ ။တနည်းပြောရရင်တော့သူ့အကျိုးစီးပွားပိုဖြစ်မယ်။အာနာရှင်ပိုလို့လို့ကောင်းမယ်ဆိုတဲ့အခြေအနေကိုပဲရရှိမယ်လို့ဦးစင်းအနေနဲ့ကတော့မြင်ပါတယ်။ဟုတ်နေဦးတော်လာရေးဘာသာပေါင်းစုံကွန်ရက်ဖွဲမှာဥဝါယမကမိန်ကြားပါတယ်။နန်ထွအောင်ဒီစစ်ကောင်စီအတွက်စစ်လက်နက်ခဲယံဝယ်ယူပေးနေသည့်ဖွဲ့စားများထဲမှတဦးဖြစ်ပြီးအမေရိကန်ဒေါ်လာတန်ပေါင်းများစွာတန်ကြေးရှိသောစစ်လက်နက်များရဲအရင်များအပိုပစ္စည်းများကိုဝယ်ယူပေးရမှချမ်းသာကျွေးဝါလာသူဖြစ်ကြောင်း Justice for Myanmar ၏2023ခုနှစ်စက်တင်ဘာလအတွင်းထုတ်ပြန်ကြေညာသိရှိရပါတယ်။ အထူးသဖြင့်နိုင်ထွတ်အောင်မှာရုရှားတိုက်လေရင် MiG 29ကြက်တိုက်လေရင်အစိတ်ပိုင်းများမြန်မာပြည်သို့ရုရှားမှအတင်သွင်းရာတွင်အ धिक ပါဝင်ခဲ့သူဖြစ်ပြီးမဲကန်ဥရောပသမဂ္ဂပါဝင်အနောက်နိုင်ငံကြီးများ၏စီးပွားပိတ်ဆို့မှုခံနေရသူလည်းဖြစ်ပါတယ်။နိုင်ထွတ်အောင်ကမြန်မာနိုင်ငံတွင် International Gateway Group of Companies တည်ထောင်သူဒေါက်တာနိုင်ထွတ်အောင်သည်စစ်ကောင်စီအတွက်တရုတ်နဲ့ရုရှားတို့ထံမှဆစ်လက်နက်ခဲယမ်းများနဲ့အဖို့ပစ္စည်းများဝယ်ယူပေးနေသည့်ကြားခံပွဲစားဖြစ်ကြောင်းသိရှိရပါသည်